ဒေါ်လာမျိုးတွေအလုံးပဲငလင်ပေးတံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးရမယ်ကျွန်တော်ရဲ့ကိုဂျက်ရိုဘိုလိုဂျင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ဧပြီလ2ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ညပိုင်းထင်တော်ဆုံးရရှိတဲ့တဲ့ရင်ချို့ကိုဟောပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအလုံးပဲဆုံးဒီကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါရစေရောင်းသုံးနေနဲ့ကတော့28နေမတိုင်ခင်မှာမြင့်မြတ်ဟာ28နေမှာပြသမယ်မြေစာဆိုတဲ့ရုပ်ရှင်ကားကိုလာရောက်ကြည့်ရှုကြဖို့ထိတ်ခေါ်ခဲ့တာနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာတော့ဒီလူလူချားမှာပြောဆိုဝေဖန်မှုတွေရှိနေပါတယ် မြေသာကြောင့်ငလင်ဖြစ်ခဲ့တာလားငလင်ကြောင့်မြေသာပေါ်လာလားဆိုတာကိုတော်လေးဥမာလက်ရှိချိန်မှာလူမှုကွန်ရက်မှာညံ့ညံ့နေဖြစ်ပါတယ်မြန်မာနိုင်ငံကဘီဒင်းဆရာတချို့ကပြောထားတာတွေကတော့ဒီနေရာဖြစ်ဖြစ်ကို့အရင်ခေတ်တည်းကပုံသားကြီးရှိခဲ့ကြပါတယ်ဒီပုံသားကြီးတွေဟာဘယ်ရမဆိုရင်းဆုံးအတိတ်နမိတ်ကပြနေတယ်တဲ့ဆိုပြီးတော့ပြောထားလည်းရှိပါတယ်အဲ့လိုပဲမြေသာဆိုတဲ့ရုပ်ရှင်ကတတဘူဟာမြေသာဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့ငလင်ကိုညီမောင်ထိုးပြနေရတယ်ဖြစ်ကောင်းဖြစ်နေပါတယ်လို့သုံးသပ်ထားတာလည်းရှိကြပါတယ်။ခေရမဆိုးတည်ခြင်းရှင်ခြင်းကန်းတာခြင်းတင်းရဲခြင်းရဲ့ရှားမှာဘဝပြတ်တာတွေကအစပုံလုံးကိုအရင်ဆုံးအတိတ်နမိတ်ပြပါတယ်။အတိတ်နမိတ်ကောက်တဲ့သူတွေအတွက်ရှောင်ရှားလို့ရရင်မဲ့အတိတ်နမိတ်မကောက်တဲ့သူတွေအတွက်ကတော့ရှောင်ရှားလို့မရဘူးဆိုပြီးရောလေဟိုးရင်တော့ကရင်လက်ထက်ထဲကရှိခဲ့တာဆိုပြီးရောလေပြောထားတာတွေရှိရပါတယ်။အဲဘာဖြစ်ညီစာကြောင့်ပဲငလင်ဖြစ်လာဖြစ်လာငလင်ကြောင့်ပဲညီစာဆိုတာနမိတ်ပြသည်ဖြစ်စီဖြစ်စီ ကျွန်တော်နိုင်ငံမှာအစိုးရကကောင်းနေမှာဆိုရင်ဒါတွေကဖြစ်လာတဲ့အကြောင်းမရှိပါဘူးဖြစ်လာခဲ့မယ်ဆိုရင်လည်းအစိုးရကောင်းနေနဲ့ကျွန်တော်တို့တွေတူတူအစိုးရနဲ့ပြည်သူပြည်သူနဲ့အစိုးရပူးပေါင်းလို့ဆောင်နိုင်မယ့်အရာဖြစ်ပါတယ်ရှင်၃လပိုင်း28ရက်နေ့မှာဓမ္မီစာဆိုတဲ့ရုပ်ရှင်စာကားယူမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ယုံတွေမှာယုံတင်ပြသတော့မှာဖြစ်ပါတယ်အဲ့အတွက်လာရောက်အားပေးပါအောင်လို့ကျွန်တော်ဒီနေ့အနေနဲ့ပြောပေးခေါ်ပါတယ် ယ်ပါပဲလက်ရှိချိန်မှာတော့ကျွန်တော်နိုင်ငံကမိသားပေါ်ဖြစ်ပေါ်လာပြီဒီပေးတာအမိနဲ့ပေးရတာဒီမလီနဲ့မအီပေးဒီတောင်းဟုတ်ရမယ်ဒီတော့နော်တောင်းနေရတယ်ကျွန်တော်တောင်းခေကြပြန်တောင်းမလို့တောင်းခေကြ my နောက်ထပ်သတင်းမှာတော့လက်ရှိချိန်မှာတော့ငလင်ပြူကြမှုပြီးမှာတော့လက်ရှိ9ရက်ကျော်6ရက်ဒီကိုရောက်လာပြီဖြစ်တဲ့အတွက်တော်တော်များလဲအဲမှာအဲပါယူပါဆိုတဲ့အတန်နေမကြရတော့ဘူးဆိုတာကိုလည်းသိရှိလာပါဗါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့သိဆုံးရတဲ့လူတွေရဲ့မိဘတွေဆွေမျိုးတွေအခြားသွေးချင်းမောင်နှမတွေကနေပြီးတော့အစိုးရညံဖင်းတာတွေကေဆယ်မှုတွေနောက်ကျတာတွေကို ုံးသက်ပြောဆိုတာတွေကဒီရက်ဘက်မှာတော်တော်လေးများလာတာကိုတွေ့ရှိရပါတယ်ကိုရောနာစဖြစ်ကစား2ရက်3ရက်မသိတိုင်းမဲ့လက်ရှိချိန်မှာအားလုံးတည်ဆုံသွားပြီလို့ခံယူချက်နဲ့ပြောဆိုမှုတွေများလာတာကြည့်ရချင်းအဖြစ်အခုချိန်မှာလဲချိန်ကကိုရိုနာပထမလှိုင်းမှာအမေစုတို့အနေနဲ့လူမျိုးသုံးသက်ခဲ့တဲ့ဆိုတဲ့ဗီဒီယိုလေးတစ်ပုဒ်ကလည်းအဲ့နဲ့တက်လာတာကိုတွေ့ရှိရပါတယ်အဲ့လိုပဲပြည်သူတိမြောက်ခဲ့တဲ့ပြည်သူအစိုးရအနေနဲ့လူမျိုး SP တွေဝယ်ခဲ့တာတွေလူမျိုး ဘဝဘေးရန်တွေကိုကောက်ကပ်ဖို့အတွက်ကြိုတင်ပြင်ဆင်ခဲ့ဆိုရဲဒီယူတပုတ်ကလည်းတက်လာဖြစ်တဲ့ကျွန်တော်အနေနဲ့ပြန်လဲမျှဝေပြီးလက်ပြီးတော့တော်လန်မျိုးတွေအားလုံးရောကျွန်တော်တို့ပြည်သူအစိုးရလက်ထက်မှာဆိုရင်လင်ဒန်ဆိုတဲ့ဘဝဘေးရန်တွေကိုတောင်းလဲလို့မရပါနဲ့လင်ဒန်ကြောင့်ဖြစ်လာပြီးနောက်ဆက်တွဲအနေထားတစ်ခုမှာဒီမျိုးကြီးတဲ့ပို့ပြီးတော့စွမ်းဆောင်နိုင်မဲ့အခြေအနေရှိလဲဆိုတော့မျိုးတွေအားလုံးပဲမှန်ကြပြီးရပါတယ်ကျွမ်းရှိခဲ့တဲ့လူတွေအားလုံးကိုလိုက်ပြီးတော့ကျွန်တော်တို့ရှာတယ်ရှာပြီးတော့ quarantine တွင်းတယ်သူတို့စစ်စစ်ဒီလိုလုပ်တယ်ဆိုတာကျွန်တော်တို့နိုင်ငံကကြီးကို covid ရောဂါကို ဟိုထိမ့်ချုံနိုင်တဲ့အကြောင်းရင်းတစ်ခုကဒါပါပဲဒါတော်တော်တော့ဒါဟိုပြီးကထများတော့ပေါ့နော်ဒုက္ခခံရတော့ပေါ့လိုက်ပြီးတော့အားလုံးကိုလိုက်ရှာတယ်ကွာရန်တင်းသွင်းနေဆိုတာနိုင်ငံတော်တော်များများကလုံးဝမလုပ်ပါဘူးလုံးဝမလုပ်ပါဘူးကိုယ့်ဘောက်ကိုယောဂရှိရလို့ထင်လို့ရဲဆေးုံသွားဆေးုံသွားပြီးစစ်လို့ယောဂရှိတယ်ဆိုရင်ဒါမှကဲယောဂပို့တော့တွေ့ပြီး positive ဖြစ်ပြီးခင်ဗျားတို့အိမ်မှာခင်ဗျားတို့သွားနေတော့ကိုယ့်ဘောက်ကို home quarantine နေဆိုပြီးတော့အဲ့လိုပြန်လွတ်တဲ့နိုင်ငံတွေအများကြီးပါတော့ ခန့်သတဲ့နိုင်ငံတွေမှာလည်းဒီလိုပဲလုပ်ပါတယ်ကျမတို့ကတော့ဒီလိုမလုပ်ပါဘူးဘာလို့လဲဆိုတော့ကျမတို့ပြည်သူပြည်သူပြည်သားတွေရဲ့အဲရဲ့အနေအထားအရာလဲသူတို့ကိုသူတို့စောင့်ရှောက်ဖို့အကန့်အသတ်ရှိတယ်ဆိုကျမတို့လက်ခံပါတယ်ဥပမာဆိုရင်ကျမတို့ပြည်သူတွေတော်တော်များများအောင်ဆင်းနေအင်ဂျင်နီယာတွေထဲမှာနေရတယ်တိုက်ခန်းကျင်းကျင်းတွေမှာနေရတယ်မိသားစုဝင်တွေက၄၅၆ယောက်လောက်ရှိနေဒီလိုမှရှောင်ပြတ်နေလို့မရအောင်ရှောင်ပြီးနေလို့မရတဲ့ဆရာတော့တယောက်ကနေဆိုတော့ဂျန်နဲ့မိသားစုတွေကိုကုမယ်ဒီလိုနဲ့တခါဆက်ဆက်မှုရှိတဲ့လူတွေကိုကုနိုင်တယ် အဲ့ဒီဟာကြီးရှိတဲ့အခါကျတော့ကျမတို့ကနေပြီးဒါတွေမဖြစ်အောင်ဆိုပြီးကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီလိုလုပ်ထားပါဒီလိုလုပ်တဲ့ဟာဟာနိုင်ငံတော်အတွက်အကုန်ကြများပေမယ့်ကျမတို့ကတော့မြင်လာတော့ဒီလူတယောက်ချင်းတယောက်ချင်းရဲ့အသက်ဟာနိုင်ငံတော်အတွက်အကုန်ကြများတာတော့အမှန်ပါပဲဒါပေမဲ့ main online အနေနဲ့ကတော့နိုင်ငံတော်အတွက်အကုန်ကြများမဟုတ်ဘဲဘီယန်တည်းမထည့်ပဲနဲ့ဘောဘီယန်ကယူထားတဲ့ဘီလီယံ400ကျော်လုံးကိုဝေးတက်တယ်ကိုထည့်ပြီးတော့ပြည်သူတွေကိုနှိမ့်စင်နေမြန်ဘုံကျင်းနေတာအားလုံးဒီမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ ဒီလိုမျိုးစစ်ခွေးတွေကိုအဓိကပင်းရင်ဖြစ်တဲ့စစ်ခွေးတွေကိုဒါမရှင်းနိုင်ဘူးဆိုရင်ကျွန်တော်တို့နိုင်ငံကြီးကဘလို့ပဲတဘာဝဘေးရန်တွေကိုပဲကြုံကြုံကိုထူကိုထားစနစ်လုံနိုင်ရင်လုံမလုံနိုင်ရင်လည်းအကုန်လုံးနေစင်နေမြမျက်ရည်နဲ့ဖျက်သန်းနေမှာဖြစ်ပါတယ်တောင်းဖြတ်လို့မရဘူးအဲဒါကြောင့်နိုင်ငံတော်အတွက်ဘလောက်ကုန်ကြရပါလဲဆိုတော့ဒါကိုကျွန်တော်တို့ထည့်မတွက်ဒေါ်ဆန်းစုကြည်အာနာရှိတယ်ဆိုရင်တော့ဒီအာနာရှိတယ်ဆိုတာထက် ပြည်သူအာဏာရှိရင်ပေါ့နော်ဒေါက်ဆန်းစစ်ကြီးကပြည်သူအာဏာရရှိရေးအတွက်ကိုလှုပ်တာပေါ့ပြည်သူကအာဏာရှိမယ်ဆိုရင်ပြည်သူကပြည်သူအကျိုးသူတေချာပေါက်ဆောင်ရမယ်အဲ့ဒီအတွက်လည်းကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ပေါ့နော်ဒီလိုအချိန်မှာဆိုရင်ကုကြီးကယ်ဆယ်ရေးတွေနော်ပြည်သူအတွက်ကိုအလေးထားပြီးတော့ဆောင်ရမယ့်ကိစ္စတွေနိုင်ငံတကာနဲ့ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာလည်းနိုင်ငံတကာအကူအညီတွေကိုပေါ့နော်ဒီဟို ဒီအဓိကပြည်သူတွေရှိရောက်အောင်သူလုပ်ပေးမှသိကြတယ်အကုန်လုံးပြည်သူတွေရှိရောက်အောင်ပဲဆောင်ရွက်မယ်အဲ့ဒါလိုပဲပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ပြည်သူတွေရဲ့ငွေအားတွေလုပ်အားတွေဉာဏ်ပညာအားတွေဓာတ်တွေနဲ့ပေါင်းစပ်ပြီးတော့ပြည်သူတွေကိုပြန်ပြီးတော့အကျိုးပြုမယ်ပြည်သူအသက်တွေကိုအများကြီးကယ်နိုင်လိမ့်မယ်လို့တေချာဖို့ယုံကြည်ပါတယ်အေးပေါ်ကဲဇယ်ကူညီရေးဆိုတာ ဘောင်းဆောင်သုံးရပါခန္ဓာဘောင်းဆောင်ကနေသုံးရတယ်ပေါ့နော်အဲ့တော့ယဟယင်ကလည်းကျွန်တော်တို့ကဒါကြောင့်မလို့ကျွန်တော်တို့လက်ထက်တုန်းကယဟယင်ဟိုဒီငားယံသုံးတာအပြင်ကိုကျွန်တော်တို့အနေနဲ့အဲကိုပိုင်လည်းဟိုဆောင်ရွက်ထားခဲ့တာရှိတယ်ဒါလည်းတကက်ဒီသူအတွက်စပြီးတော့ဒီယဟယင်ကိုစပြီးတော့ထူထောင်နေကဒါဟာဇိမ်ခံပစ္စည်းမဖြစ်စေရဘူးလို့ ဒီနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ကပြောတယ်ဒါကအရေးပေါ်ကယ်ဆယ်ရေးအတွက်ပဲဖြစ်ရမယ်လို့ပြောတယ်ဒါကြောင့်အဲ့ဒီအတိုင်းဖြစ်အောင်လို့အထက်မှာပစ္စည်းပေါင်းစုံပေါ့အရေးပေါ်ကယ်ဆယ်ရေးမှာမြေပြင်မြေပေါ်မှာမြေအောက်မှာရေထဲမှာအားလုံးကယ်ဆယ်နိုင်အောင်ဆိုရဲအရေးပေါ်ပစ္စည်းတွေပါတွဲပြီးတော့ဒါထည့်ထားတာရှိအဲ့ဒီပစ္စည်းကိုလည်း အဲ့ဒီလိုမျိုးအရေးပေါ်ရဟန်းရင်ကိုလည်းတုံးတာမတွေ့ရဘူးပေါ့နော်ဒါအမှန်တန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်ဒီလိုနေရာဒီမှာရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေလည်းကျွန်တော်တို့အနှံ့လုပ်ထားခဲ့တယ်ငလီနဲ့ပတ်သက်လို့ရှိရင်တကယ်ဆေးရုံအဆောက်အဦနေရာကြီးတွေမှာ ကျွန်တော်တို့အစင်သင့်အကုန်အစီစီမံချက်တွေအဲ့ဒီကာလကလုတ်ခဲ့တဲ့အပြင်ကိုရာဟာဇယ်ဆိုတာလေကြိုတင်ပြီးတော့ဒီလိုဖြစ်ရင်ဒီလိုလုပ်မယ်ဆိုတဲ့ကိစ္စတွေတော့ကျွန်တော်စီစဉ်ထားခဲ့တာတွေရှိတယ်ပေါ့နော်အဲ့ဒီအဲထဲမှာခုနရဟန်းရင်ကိစ္စလည်းပါတယ်ပေါ့နော်ဆိုတော့ဒါကိုအခုတုံးတာမတွေ့ရဘူး

ျွန်တော်တို့ပြီးခဲ့တဲ့အစိုးရလက်ထက်ပေါ့နော်ဒီ2016နဲ့2020ကာလမှာကျွန်တော်တို့တာဝန်ထမ်းဆောင်စဉ်ကဒါမျိုးကိုကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအများကြီးဖြစ်တင်းခဲ့တာရှိတယ်။နောက်ပြီးတော့တဘောဝဘေးရန်ကုန်ငွေတွေကိုတကယ်ကိုတက်တွေ့ခက်ခဲအဲကြုံနိုင်ရှိဖို့ဆိုပြီးတော့အပြစ်ကျွန်တော်တို့ဆောင်ရွက်ခဲ့တာရှိတယ်။ဒီဘဏ္ဍာငွေတွေကိုလည်းဒီစစ်တပ်အနာတိမ်ပြီးရဲ့အနာတိမ်ကိုသူတို့လုတ်ပြီးရဲ့နောက်ပိုင်းမှာ ီငွေတွေကိုထောက်ပြီးတော့အချားနည်းတွေမှာသုံးဆွဲလိုက်တာတွေရှိတယ်တကယ်တကယ်အရေးအရေးကြအရေးကြအကြောင်းနဲ့ကြတော့ဒီဘဏ္ဍာငွေတွေကအလို့အချက်တွေအများကြီးရှိလာလိမ့်မယ်ဒီကြားထဲမှာလည်းစစ်ရေးကိုပဲဦးစားပေးပြီးတော့တကယ်ပြည်သူလူထုရဲ့အဲတိုးတဲ့ဖွံ့ဖြိုးမှုနဲ့တကယ်ရည်တည်နိုင်မှုအတွက်ကိုမလုပ်ခဲ့တဲ့အတွက်ကြောင့်ဒါတွေကအခက်အခဲတွေအများကြီးရှိခဲ့တယ်ပေါ့အဲ့တော့အခုနိုင်ငံတကာကဝင်လာပြီဆိုလို့ရှိရင်ဒါတွေကိုဒီလိုနေရာတွေမှာထိထိရောက်ရောက်သုံးဖို့လိုတယ်နိုင်ငံတကာရဲ့အကူအညီတွေကပြည်သူတွေရှိတဲ့ရဲ့ရောက်ဖို့လိုတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့က အာတိုက်တွန်းပြောကြားခြင်းလားဒီပေါ်မှာအခြားနည်းအဖြစ်เนาะဒီငွေတွေကိုတုံးပြလိုက်တာเนาะဘာကြောင့်လဲဆိုတော့ပြင်ပပနိုင်ငံဝင်တဲ့နိုင်ငံသားငွေကြီးတွေဖြစ်တယ်ပေါ့နိုင်ငံသားငွေကြီးဟာအခုဒီစစ်ကောင်စီရဲ့အင်တာနက်မှာမော်တဲ့အရာဖြစ်တယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ထိထိရောက်ရောက်ဒီပေါ်မှာအမျက်မထုတ်ဘဲနဲ့ပြည်သူတွေရှိကိုထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့လိုပါတယ်နောက်ထပ်သတင်းတို့မှာတော့ အချမ်းပတ်စစ်ကောင်းတော်မင်းအောင်လိုင်ဟာနေပြည်တော်တွင်မတ်လ28ရက်နေ့ငလင်လှုပ်ချိန်မှာစပွဲတစ်ချက်မှနေရယူခဲ့ရပြီးအပြင်ထွက်ရေးတနအီကျော်မတ်တက်ခဲ့ရကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။28ရက်နေ့ငလင်လှုပ်တဲ့ချိန်မှာကျွန်တော်ဟာရုံးမှစာရီဖတ်နေတဲ့ချိန်ဖြစ်ပြီးငလင်လှုပ်တာကိုကြည့်လိုက်တဲ့အခါမှာ17:51မိနစ်ပါအဖြစ်ဖြစ်နဲ့ပို့ထုတ်လာတဲ့ချိန်ကျွန်တော်လည်းလုံခြုံမှုရအောင်စပွဲရဲ့တစ်ချက်မှနေရယူထားပါတယ်။ငြိမ်သွားတဲ့ချိန်မှာကျွန်တော်လည်းအပြင်ထွက်ကြည့်တော့ကျွန်တော်တို့ရုံးတွေကတော့တိတ်တော့ပြက်စီးတိတ်မများပါဘူး။သို့တော်လည်း after shot ဖြစ်ရှိတဲ့အခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးဖွဲ့တွေက ကျွန်တော်ကိုအပြင်မှာနေဖို့အကြံပြုတဲ့အတွက်ကျွန်တော်လည်းတနားကြီးကျွန်တော်ပပီမတ်တရက်ပြီးနေပါသေးတယ်လို့မင်းအောင်နိုင်ကဆိုတာပါတယ်။သူ့ရဲ့ဆိုထားမှုကိုတော့ပြည်သူများပြားကတခါတည်းပတ်သွားအောင်မှာဆိုပြီးတော့ဝိုင်းဝန်းမေတ္တာပို့တာနေတာကိုလည်းတွေ့ရှိရပါတယ်။ရှင်နေငယ်လေးလှုပ်တော့ကြကျွန်တော်ရရုံးပါရုံးပါကျွန်တော်ဝင်စားစားရီဖတ်နေချင်းဖြစ်ပါတယ်။အဲ့တော့စလှုပ်တဲ့ချိန်မှာလည်းတတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆန်အနိုင်50မိနစ်ပေါ့လေ။မောကြည့်လိုက်ချင်းပါ။ဖြည်းဖြည်းဖြည်းနဲ့ပို့လှုပ်လာတော့ပေါ့လှုပ်လာတော့ကျွန်တော်လည်း ကိုလုံချင်မှုရအောင်ဆိုစပွဲတချမ်းတော့နေရာယူထားတာပေါ့သူယူခဲ့ပါတော့တော့ညင်သွားတဲ့ခါမှာကျွန်တော်တို့အပြင်ထွက်ကြည့်တော့ကျွန်တော်ရုံးနေရတော့တိတ်တော့ဟိုအပြည့်စီတိတ်မများပါဘူးသို့တော့လည်း after shake တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံချိုးရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်အပြင်မှနေဖို့အကြံပြုတယ်ကြတော့ကျွန်တော်လည်းအပြင်မှာတဏ္ဍာကျော်တော့ထွက်ပြီးမတက်ရပြီကျွန်တော်နေပါသေးတယ်နောက်ကျတော့ရွေထဲမှာတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်လာပြီးသတင်းပို့ပါတယ် အဲ့တော့ဟိုတောပေါ်တူတဲ့ခါကျတော့လေတောလို့မရဘူးလမ်းနေရအကုန်လုံးလမ်းနေတွန့်ခေါက်ပြီးတော့ပြက်သွားတယ်ဆိုတရင်ပို့တော့ကိစ္စမရှိဘူးဟိုလမ်းရတဲ့နေလမ်းကတော့နေကြီးပဲသေးနေတာလူရောက်မာကြီးကြတော့မသေးဘူးဒါကြောင့်မလို့တစ်ခါတရံကြတော့လေငါတို့နိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်ဟုတ်ဘူးလားဗုဒ္ဓဘာသာတိုင်းပြည်ခါတရံကြတော့လေဖះရောက်မှမကျင်းတတ်တော့ဘူးဘာကြောင့်လဲလူလူကောင်းတွေကြီးရဲ့သေးလို့ လူโซတွေကြမသေးလို့ဗုဒ္ဓဘာသာတိုင်းပြီဖြစ်ပြီးတော့ဟိုကန်ကောင်းရင်အသက်ရှည်တယ်ကန်ဆိုးရင်ပဲအသက်တူတယ်ဘာညာတွေပြောပြီးတော့အခုကပြောင်းပြန်နေဖြစ်လူကောင်းတွေကမြန်မြန်ဆန်ဆန်အသက်တွေတူနောက်ထပ်သတင်းမှာတော့ငလင်နန်သိမ့်မြမပြည်သူများမှာစစ်တရဲ့နေစဉ်မရေမနာဘုံကျဲနေတော့လူလောက်ကပ်ပေးကိုလည်းခံရရပြီစစ်ရနာရှင်စနစ်ဆိုးကိုချိန်မုံရန်မြို့သားညီရွေးဆိုးရအန်ယူဂျီယာယီတမတဒူဝလာရှိလာကနေပြီးတိုက်တွန်းပြောဆိုခဲ့ပါတယ် ဘဝဘေးရန်တရအတွင်းနဲ့ကြောက်ရွံ့နေတဲ့မြန်မာပြည်သူလူထုတွေဟာစစ်ရနာရှင်စနစ်ဆိုးကဖန်တီးလိုက်တဲ့လူလုကပ်ပေးကြီးနဲ့လည်းကြုံတွေ့နေရကြောင်းနိုင်ငံတကာတီးတီးကနေပြီးတော့လက်တွေ့မျက်မြင်သိစေချင်ပါတယ်အထူးသဖြင့်အကြမ်းဖက်စစ်ကောင်စီဟာနေ့စဉ်မရမနာဘုံကျဲတိုက်ခိုက်နေတာတွေဟာပြည်သူတရလုံးခံစားနေရတဲ့လူလုကပ်ပေးတစ်ခုလိုဖြစ်နေတာကိုမေ့ထားလို့မရပါဘူးဒီစစ်အာဏာရှင်ဆိုးစနစ်ဆိုးကနေပြီးတော့မြန်ဆုံးမချေမှုန်နိုင်သွေးပြည်သူလူထုခံစားနေရတဲ့ဒုက္ခတွေဟာအရင်ဒီနဲ့တစိမ့်စိမ့်ခံစားနေရတယ်လို့ဖြစ်နေမယ်လို့ယူဆပါတယ်လို့ NGO ယာယီသမ္မတကပြောဆိုခဲ့ပါတယ် နောက်ထပ်သတင်းတွေမှာတော့မန္တလေးတိုင်းမေချီလာတက်နယ်မှာငလင်ကြောင့်စစ်တပ်ဖက်မှရောက်20ကျော်တေဆုံးခဲ့ပြီးအမတ်တီတမတော်အကြီးစားဆက်ယုံတွင်လည်းတေဆုံးမှုများပြားကြောင်းမေချီလာတက်နယ်ကတိုက်တိုင်းဝမ်ကသိရပါဗျ။မဆန်28ရက်နေ့မွန်လဲဘက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အမတ်ကိုကိုရှင်းမြန်တက်မှာဌာနချုပ်မှာလက်အောက်ခံခံတရင်များမှအဝင်ရှိသူများပေါဝင်တက်နယ်ဆိုင်ရာအစည်းအဝေးကျင်းပနေခြင်းဖြစ်ပြီးအစည်းအဝေးခန်းမဆောင်ပြုကြမှုကြောင့်ပုံလုံးတေဆုံးခဲ့ကြောင်းသိရှိရပါဗျ။ ဂေဒီရှိတက်ရာရှိတွေနဲ့တဖွဲ့ဝင်တွေကုန်တည်ဆုံးခဲ့ပါတယ်။အရေးကျတော့အထူးကြမသိရသေးပါဘူး။တည်ဆုံးမှုကတော့ရှိပါတယ်။ဇူဝေခမ်းမဆောင်ကအကုန်ပြူကြသွားတာပါလို့တဲ့တိုင်ဝမ်ကဆိုထားပါတယ်။အက္ကစားတက်မှာလည်းတည်ဆုံးမှုတွေကရှိပါတယ်။တရင်ကဖုံးထားတော့အထူးကြဘလောက်ဆိုးလဲဆိုတော့မသိရသေးပါဘူး။အပြက်စီးတွေလည်းများတယ်။တည်ဆုံးမှုတွေလည်းရှိတယ်လို့တဲ့တိုင်ဝမ်တွေကထပ်မံပြောထားပါတယ်။နေပြီးတော့ဇေယသီရိမြို့နယ်ရှိစစ်ရုံးနဲ့လက်ရုံးတက်ရုံးများတွင်လည်းအဆောက်အအုံများစွာပြူကြသဖြင့်တည်ဆုံးမှုများစွာရှိခဲ့ပြီးအနည်းဆုံးအရာရှိနယ်စစ်သား100ဝန်းကျင် သိဆုံးခဲ့ကြောင်းတပ်သတင်းရင်းမြစ်ကသိရှိရပါတယ်ဒါမှကျမရင်ဝင်ထဲမှာကြောက်ပြပါထုတ်ပြပါဒါပဲသူပြောနေ။ RC2 ထက်စလစ်ပြင်းလဲဆိုတော့စလစ်ပြင်းတဲ့ခုလုံးကအောက်ကိုပြီးကြသွားတာ။ပထမအထက်ကလူကတော်တော်များများတော့အသက်ရှင်နေရကဲထုတ်နိုင်တယ်။ဟိုအောက်ဆုံးထက်ကဟာကြီးကတော့လုံးဝတက်ပေါ်ကြီးနေနဲ့ထုတ်ထွားတာ။90ဒီတည်ရလို့ပြောရလိ။အဲ့ဒါမဟုတ်ပါဘူးနော်။ဆရာမနှစ်ယောက်အပါကလေးနဲ့မှအကုန်လုံးကတက်ပေါ်ကြီးက18လောင်းနေပါ။အဲ့မှသူ့မှာမျက်နှာမှာတန်ရရ။အဲအဲ့ဒါပါ။ကျွန်တော်ကတော့ကျွန်မကတော့ ဘယ်လိုစိတ်ချလိုက်ရောမသိစိတ်မကောင်းတော့အခုချိန်ဒီမကောင်းဘူးကလေးတွေကအဲ့ချိန်ဖြစ်ချမစားပြီးတော့ဆရာမတွေအိတ်ခိုင်းတာလည်းချိန်ဖြစ်အားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမှာကတော့အဲ့ဒီပြူကြတဲ့အချိန်မှာဆီယမားကကလေးတွေကိုပိုက်ပြီးတော့ကလေးတွေရဲ့အသက်ကိုကယ်သွန်းနိုင်ခဲ့ပြီမယ်လေ။သူလက်သက်ရှင်တွေရဲ့ဈာနဲ့ကိုပဲနောက်ဆုံးအချိန်ထိအတင်းထားပုံလေးရပါတယ်။ကလေးတွေကယ်ပြီးတဲ့အချိန်မှာတော့ဆုံးပါသွားခဲ့တဲ့နေထားကူဖြစ်ပါတယ်။ကယ်ကိုပဲသူရဲကောင်းဆန်ဆန်သူတွေလည်းမလင်ချမ်းဘဝဝဘေးရန်တွေခံချားမှာဖြစ်ရှိနေရပါတယ်။ဘာဖြစ် လင်းလင်းမြန်ဖြည့်လည်လည်မကယ်ဆောင်နိုင်တဲ့ကိုရီအုပ်ချုပ်နေတဲ့ကျွန်တော်တို့နိုင်ငံမှာပြည်သူဆိုးရတာမတက်လာသေးဘူးကတော့ဘယ်လိုပဲသွားသွားပြီးရန်ဒီကျုံကျုံကျွန်တော်ပြောနေကြအတိုင်းပါပဲကျွန်တော်တို့ညက်ရင်နေရင်ပဲမတော်နိုင်ရမှာပါပဲအာရုံနဲ့ဘယ်စလောဝပ်နော်အာရုံတိတ်ရှစ်အိုင်ဂတ်နို never slow up. No, I don't take shit. I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I have got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement Everything I do so instinctive and so passionate Every word I move so descriptive like an adjective I got a vendetta against people who patented Being negative when you should be getting after it I got facts over facts over tracks. This and that, spitting slow, spitting fast. I can roast, I can gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness, a reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious because you hide behind a fake exterior. Inferior, you know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last, and to believe in what you got. It was built to last, yeah. Now that I've been put through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no, I don't take shit. i got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up make a statement I don't ever slow up, no I don't take shit I've got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I'm Gonna learn the consequence of being incompetent Mental health is confidence, dreams and some modestness I'm not here to save the day, that's for you to take away I could play a million mind games, but instead I say Something not illogical, something that is topical Rub it on and watch it go, make yourself unstoppable Dreams are irresponsible, but they're always possible If you just believe being so remarkable Thoughts in my head, a collage and they spread I'll be great one day, going off of my meds No, I'm not giving up, no, I'm not giving in I will make it to the top, taking off in the wind I gotta make it, I'm saving every day to taste it I'm patient, but my mind, it can hardly take it I'm chasing a dream that I've had for several ages A vacant, modern kingdom for the taking Now that I've been put through hell I never got anyone's help I had to do it all myself never slow up No, I don't take shit, I've got no love for the fakeness If you wanna play tough and wanna hate this, I'll always I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement Everything I do so instinctive and so passionate Every word I move so descriptive like an adjective I got a vendetta against people who patented Being negative when you should be getting after it I got facts over facts over tracks. Isn't that spitting slow, spitting fast? I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious. Because you are behind a fake exterior, inferior. You know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last, and to believe in what you got. It was built to last, yeah. Now that I've been put through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no, I don't take shit. i got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no, I don't take shit. I've got no love the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I'm gonna learn the consequence of being incompetent Mental health is confidence, dreams into modestness I'm not here to save the day, that's for you to take away I could play a million mind games, but instead I say Something not illogical, something that is topical Rub it on and watch it go, make yourself unstoppable Dreams are irresponsible, but they're always possible If you just believe, you could be so remarkable Thoughts in my head, a collage and they spread I'll be great one day, going off of my meds No, I'm not giving up, no, I'm not giving in I will make it to the top, taking off in the wind I gotta make it, I'm saving every day to taste it I'm patient, but my mind, it can hardly take it I'm chasing a dream that I've had for several ages A vacant, modern kingdom for the taking Now that I've been put through hell I never got anyone's help I had to do it all myself I don't you I don't never slow up. No, I don't take shit. I got no love for the fake news. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fake news. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fake news. If you wanna play tough and wanna hate this, I'll always show up.